နေဆိုင်တာပြောပြမသိဘူးရန်ကုန်မြို့ရဲ့အထင်ကြီးကကုမ္ပဏီပိုင်ရှင်လုပ်ငန်းတွေမြိုင်ပိုင်တွေမထည့်ရင်ဖြားသွားချာဒါပေမဲ့သူဖြားချလိုက်တဲ့ပြီးမှသူကရုပ်ရည်လေးကြည့်ပြီးတော့ဖြားချလိုက်တယ်သူဖြားချလိုက်ပြီးမှတစ်ထောင်လုံးတော့ဖြားဒါပေမဲ့ခြံသူချပါများတော့ဖျားတယ်ဖျားတော့ချပါများတော့သူတော့ချပါဆွဲရမှာဆွဲရတော့လည်းချပါဖျားတဲ့အိမ်လိုက်သွားတယ်သူတော့လည်းကောင်းတယ်ဖျားတဲ့အိမ်ကဘလို့အိမ်လို့လဲဆိုတော့ဖန်တာရတော့ဂျူးတဲ့တွေ့ရတယ်ဘူးလေအဲ့လိုတဲသေးလောက်ပဲရှိ မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့အတူတူကြည့်မဲ့ဗီဒီယိုဖိုင်လေးကတော့ဒီဟိုတနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဒီ NDE ရဲ့ဗီဒီယိုဖိုင်နောက်ထပ်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာတော့သူပြောထားတဲ့အကြောင်းအရာတွေကဒီသူကတော့ဒီမိန်ကလေးဘက်ကအမြင်နဲ့ပြောထားတဲ့အကြောင်းအရာတွေဖြစ်ပေမဲ့ဒီလိုຢာရီဆိုတာမိန်ကလေးဘက်မှာရောယောက်ျားလေးဘက်မှာရောနှစ်ဖက်လုံးမှာရှိနေပါတယ်ခုဒီဗီဒီယိုဖိုင်ထဲမှာပါတဲ့အကြောင်းအရာဆိုရင်ဒီဦးလေးတယောက်ကညင်းငံ့လှုပ်ရှားတဲ့မျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့မိသားစုကိုထားခဲ့ပြီးတော့သူက အကောင်မလေးနဲ့အတူတူခိုးယူပေါင်းသင်းနေထိုင်နေနေထိုင်ပေမဲ့လည်းနောက်ကြတော့မိသားစုကလိုက်ခွဲပြီးတော့အိမ်ပြန်ရောက်ခဲ့တယ်အိမ်ပြန်ရောက်ခဲ့ပြီးပေမဲ့လည်းသူထောက်ပံ့ပေမဲ့နောက်ဆုံးမကောင်းတဲ့မိန်းကလေးဟာသူ့ရဲ့အချင်းဗီဇာအတိုင်းမကောင်းတဲ့နေရာကိုပြန်သွားခဲ့ရဆိုတဲ့အကြောင်းအရာလေးကိုသူအတူချုပ်ပြီးပြောပြခဲ့တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့အတူတူကြည့်အောင်ပါခင်ဗျာဆက်လိုက်ကထိုးတာ 不要那么弄，可以表情的好的，讲话表情的小候讲会亲切点，这边时候讲你不好了，讲话的其你比较可以啊，问问所也不行嘛，时不能看的，不要我么的，像我们有些听个呀，公的关心，农村的那边就不听 ဖြာသွားချာဒါပေမဲ့သူဖြာချလိုက်တဲ့ပြီးမှသူကရုပ်ရည်လေးကြည့်ပြီးတော့ဖြာချလိုက်တာသူဖြာချတဲ့ပြီးမှတစ်ထောင်လုံးတော့ဖြစ်ဒါပေမဲ့ချရင်သူချပါများတော့အဖြာလေးကိုဖြာသွားချပါများတော့သူတော့ချာပြီးစွဲလာပါစွဲလာတော့လေဆိုတော့ဖြာသေးအင်းကိုလိုက်သွားတယ်လိုက်သွားတဲ့အခါမှာအဖြာလေးအင်းကဘလို့အင်းမလို့ဆိုတော့ကလိုက်တာရတော့ဂျူးတဲ့တွေ့ရမြင်ဘူးတဲ့အဲ့လိုတဲလေးလောက်ပဲရှိသေးတယ်သူအမှသူပြန်ပြောပြတာနော်ဝင်နဲ့ကြည့်လိုက်တဲ့အခါမှာ ခေါင်းအုံးနေရတယ်မျက်လုံးထဲကတွေးကြည့်ပါတော့ခေါင်းအုံးနေရတယ်အုံးစီတွေဘလဲဖြစ်နေပြီးတော့စီကြီးစော်နန်းနေတယ်ခေါင်းအုံးရဲ့အစအပွင့်မမြင်ရတော့အစိပိုင်နေတယ်ခေါင်းမျိုးအဲ့လိုဖြစ်မြင်အောင်မြင်နေမြတ်ဓာတ်မြတ်သူ့သဘောကြတော့သဘောကြတော့သူ့အိမ်လေးကိုလည်းပြပြပြသူ့အိယာအိယာဒီရာစာကိုအစ်တတွေဝဲပြီးပြီးတော့နင်းဖြာနေအောင်မှနေတော့နင်းဖြာတယ်ဘောကဆွတ်လွတ်လိုက်ပါတော့လို့ပြောပြီးတော့သူတို့ခိုးယူပေါင်းသိနေခိုးယူပေါင်းသိနေတဲ့အချိန်မှာသူ့မှာမြားကြီးသားကြီးတွေရှိတယ်သူတို့ကလက်ရှာနေပြီဟိုကလက်ရှာနေမျိုးကတောင်းတော့လက်ရှာတယ် ။ဘယ်တော့မှရှာလို့မရအောင်ရှာလဲဆိုတော့တိတ်တဲ့သူတို့သူတို့အဲ့မှာမငေတော့ဘဲနဲ့ထပ်ပြေးသွားကြတယ်။ဘယ်တော့ထပ်ပြေးသွားလဲဆိုတော့ဥပမာရန်ကုန်ရဲ့မြို့ကြီးဘကိုးတော်နေရာမြို့ကထပါတော့ပေါ့နော်။အဲ့လိုနေရာကိုထပ်ပြေးထပ်ပြေးတဲ့ခါမှာရှာကြရင်လည်းမတွေ့ဘူး။ရှာရင်ရှာရင်လည်းတစ်နှစ်ကျော်လောက်ဖြစ်သွားတယ်။တစ်နှစ်ဝန်းကျင်ဖြစ်သွားတယ်လည်းတွေ့ပါတယ်။ရှာတော့ကတော့မတွေ့ဘူး။ဖြစ်ချင်တော့ရုပ်ရှင်တွေကတော့တစ်နှစ်လည်းကြာကြာသူတို့နှစ်ယောက်ကလည်းလင်းညှင်းခံထွက်နေတယ်။လင်းညှင်းကထွက်ကျွန်တော်ဗီဒီယိုဖိုင်ကိုရက်ရက်ပြီးတော့ကျွန်တော်စကားပြောရတာဆိုတာလေ YouTube တို့ TikTok တို့ Facebook တို့ platform တွေအားလုံးရဲ့ copyright rule ရာကျွန်တော်ကဖြတ်ပြီးတော့ပြောရခြင်းဖြစ်ပါတယ်တချို့တချို့ကလည်းခုချိန်ထိဒီ reaction တွေကြီးတဲ့အခါမှာဒီလိုရိပ်ရိုက်ပြီးတော့ပြောတာဟိုမကြိုက်ကြဘူးပေါ့နော်ကျွန်တော်ကလည်းကျွန်တော်လည်းမကြိုက်ပါဘူးဒါပေမဲ့အဲ့လိုကိုးယူပြီးတော့သူများဟာကိုဒဲတင်မယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုတော့ copyright တွေရှိပါတယ်အဲ့ဒါလေးကိုတော့နားလည်ပေးစေချင်ပါတယ်အချင်းနဲ့ဘာလဲဆိုတော့ သူ့မရတဲ့တာသမီးတွေဘယ်ရလဲမသိကားနဲ့ပြန်လဲကြပြန်လဲပြန်တော့ကားပေါ်ထန့်ချင်ဟာငါ့ဖေနဲ့တူလိုက်တာငါ့အနေနဲ့တူလိုက်တာပေါ့ကြည့်လေအဲ့မှာဒီမှာစွဲရွေးပြီးရုပ်ရှင်ရတော့စွဲကြရွေးကြရင်သူ့ဖေပါတော့ရောကားပါတော့ခါအဲ့မိမှကြံခဲ့ကြံလဲကြံပဲဒါပေမဲ့သူတို့ရောက်အိုက်ကကိုကွဲသွားကြကွဲသွားပြီးမြောက်ချာအဲ့ယောက်ချာကြီးကတယောစံမပြတ်ဘူးကိုကခိုးနှက်ထားပါဒီကခိုးနှက်ထားပါဒါပေမဲ့လေခြီတော်တဲ့ကလက်ကခြီတော်တဲ့မှာပျော်တယ်လေအဲ့တော့ သူကဒီဖြာတယ်မဘောပြန်ရောက်သွားရောက်သွားတဲ့အဲ့လိုပဲဆိုတက်တက်နဲ့တွေ့သွားယူသွားအဲ့ချိန်မှာလေဇီလူကြီးကတထောက်လဲထောက်မပန်းတော့တန်ရုံးစစ်ပြတ်သွားကြတယ်ပေါ့ပြောချင်တာကဘာလဲဆိုတော့ယောက်ျားတွေကလေတိလားပြစ်ချင်လာလို့ရှင့်နင်းတို့ဘလောက်မှုန်းချန်ပြီးဘလောက်ကလန်းဆက်ပြီးဘလောက်ပဲလှပနေနေသူကနင်းတို့ကိုကဘာပေါ်မှာအရှင်ရှာဆုံးမိမှဖြစ်သွားသူတို့သဘောကျတဲ့မိမှကိုတွေ့လို့ရှင့်အာဘိုးရေစော်နှံဂျိုင်းချွေးစော်နှံနော်မျက်နှာအစီတစ်ပြင်းပြင်းနဲ့လက်သက်ချီသေးတဲ့ဂျီးတွေနဲ့အဲ့ဒါလေသူတို့ကဘာပေါ်မှာလေအမွှေးဆုံး oracle ခေါင်းလေးကပေါက်ထပြီးတော့ဒီစီကြီးပဲလည်းပြင်းတဲ့အမွှေးဆုံးစပင်လေးကိုနန်းကနန်းကနေအမွှေးဆုံးကျောင်းလို့လင်းပစ်ခံရလို့လင်းကမရင်ငင်နေတော့လင်းဖောက်ပြန်သွားလို့ဝမ်းမနေနဲ့ဝမ်းနေစရာမလိုဘူးနော်ဘာကြောင့်လဲသိလားနင်တို့ဘလောက်ဒီခေါင်းစာချေဆုံးပြည့်စုံနေပြီးတော့ဘလောက်ပဲနှပ်ပပြီးနင်တို့ဘောမှာလက်ညှိုးထိုးစံနင်တို့ကပြင်နာစာမရှိပင်ပဲလေဖောက်ပြန်ခြင်းတဲ့သူကဖောက်ပြန်သွားတာပဲနင်တို့အဲ့ကြောင့်ငါဘာလို့အဲ့လိုလဲငါမဘာလို့အချစ်ချက်ရှိလို့လဲငါမျက်ဘာမှားရောလို့လဲဆိုပြီးတော့ကိုကိုကိုပြန်ပြီးမတွေးမတွေးနဲ့မတုံ့တက်နဲ့ ဖောက်ပြန်တဲ့အကောင်ကလေအဲ့လိုပဲဖောက်ပြန်ခြင်းကျွန်တော်ပြောချင်တာကတော့ဒီပြောနေတဲ့အန်ဒီဘက်ကအမျိုးသမီးတယောက်အနေနဲ့ဒါအမျိုးသမီးဘက်ကရက်တီပြီးတော့ပြောသလိုယောက်ျားလေးဘက်ကအနေနဲ့လဲဒါယောက်ျားတိုင်းလည်းမဖောက်ပြန်ဘူးယောက်ျားတိုင်းလည်းဒီလိုမျိုးစိတ်သက်တည်မဟုတ်ဘူးပြီးကြတော့ယောက်ျားတိုင်းမဖောက်ပြန်လို့မိန်းကလေးတွေဘက်မှာလည်းဒီလိုကိုပါလို့ကိုအိမ်တွေရှိရှိနဲ့ရိုးရိုးသားသားနေထိုင်တဲ့အမျိုးကောင်းသမီးတွေအများကြီးရှိပါတယ် ဒါပေမဲ့အရာအလုံးကအကုန်လုံးကတော့အဖက်ဖက်မှာကောင်းနေတဲ့လူတွေမဟုတ်ကြပါဘူး။သူဟာနဲ့သူကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိပါတယ်။မိန်းကလေးရဲ့ယောက်ျားလေးရဲ့လို့တော့ခွဲခြားလို့တော့မရပါဘူး။တချို့နေရာတွေကြတော့လည်းကန်တရားနဲ့ပေါ်ဟာပေးချင်နေရဖြစ်ပြက်သွားတာတွေလည်းရှိတယ်လို့တချို့ကလည်းဝေကျွေးတွေပါခဲ့လို့ဆက်နေရတာတွေဆက်ခဲ့ရတာတွေအဲ့ဒါကြောင့်မို့ဘဝအခြေအနေတွေကအမျိုးမျိုးမဖြစ်ချင်မဲနဲ့ဖြစ်ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်။ DND ကလည်းစကားရပြောသွားပါတယ်။ ဒီယောက်ျားတိုင်းကိုမဆိုလိုပါဘူးဆိုပြီးတော့သူဗီဒီယိုဆမှာပြောသွားခဲ့ပါတယ်တို့ဖောက်ပြန်တာသူတို့ကကဘာမှာသူတို့ဖောက်ပြန်ပြီးသူတို့သဘောကျတော့သူတို့ကကဘာပေါ်မှာအကောင်းဆုံးအပွင့်ဆုံး origin ဖြစ်သွားရောအဲ့ဒါပြောပြပြပါရှင်အမျိုးသမီးတွေအတိုင်းမှာလှတရားကိုယူရှိကြပါလေ။ဖောက်ပြန်ခံရတာဆိုတာကတော့ဒီဖောက်ပြန်တဲ့သူရဲ့ဗီဇကြောင့်ပဲဖြစ်ပါတယ်နော်။ဗီဇရလင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်ကျိုးအမြင်နဲ့လူများထင်ကြတယ်ဆိုတာကို comment လေးမှာရေးပြခဲ့ကြပါအောင်နော်။ နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံးတွေ့ကြပါအောင်မရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသူပြောသွားတဲ့အချက်ထဲမှာကျွန်တော်အကြိုက်ဆုံးအချက်ကတော့ဒီလိုမိန်းကလေးအနေနဲ့လည်းကိုဖောက်ပြန်ခံလိုက်ရပြီဆိုရင်ငါမှပါအနှိမ့်ချက်ရှိလို့လဲငါကဘာဖြစ်နေလို့လဲငါကတော့ဝါလို့ပါငါကတော့ပိန်လို့ပါငါကတော့ရုပ်ဆိုးလို့ပါအဲ့လိုအရာတွေအချက်မှမရှိပါဘူးဖောက်ပြန်ရတဲ့လူကတော့ဖောက်ပြန်ခြင်းလို့ကိုဖောက်ပြန်သွားတာပါအဓိကအကြောင်းရတော့လူတိုင်းကိုတော့ ြောလို့မရပါဘူးလူတိုင်းအခြေအနေကြောင်းကြောင်းကြောင်းမို့ဖြစ်ရကြုံရဆုံရတဲ့အရာတွေလည်းရှိပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါတယ်နောက်တစ်ခါဘဘူးတူတာရစီရာဗီဒီယိုတွေတို့ entertainment ဖြစ်စရာဗီဒီယိုတွေတွေ့ရင်လည်းကျွန်တော်အခုလိုပဲပြန်လည်တင်ဆက်ပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းကွာကြပါစေခင်ဗျာ